ာကနွားတကောင်ဟာလဲချွန်ပြီးအိမ်ပြန်လာတော့မိတ်ဆွေကြွေးကသူ့စီလာလဲပါတယ်။နွားကကိုယ့်ကိုတွေ့တော့ဟူးမိတ်ဆွေကျွန်တော်တော့ဒီနေ့တအားမောသွားလို့မနှက်ပြန်တရက်လောက်အနားယူခြင်းလိုက်တာဟာခွေးကနွားအိမ်ကနေထွက်တော့ကြောင်ကိုသွားတိုးတယ်။ဟိတ်ကောင်ခုနကငါနွားစီရောက်တယ်။သူပြောတာတော့လဲချွန်ရတာတအားမောနေလို့တရက်လောက်နားကျင်နေတယ်လေ။အေး သူ့တခင်ကြီးကလည်းသူ့ကိုအလုံချမ်းတွေတအားပေးတာကိုနော်။ကြောင်ကလည်းဒီတဲ့င်းကိုစိတ်စီကိုသွားပြောပြန်တယ်။ကိုစိတ်နွားကတော့တခင်ကအလုံချမ်းတွေပြီးပေးလို့ဆိုပြီးညှဉ်းညူနေတယ်။သူ့အလုံခဏနားပြီးမနှက်ပြန်အလုံမလုံတော့ဘူးလို့ပြောနေတယ်။စိတ်ကလည်းကြက်စီတဲ့င်းပြန်ပြောပါလေရော။ကိုကြိတ်နွားကတခင်ပေးတဲ့အလုပ်ကိုအားကျန်းလို့သူ့အလုပ်မလုပ်တော့ဘူးပြောနေတယ်။ ။ဒီလီနောက်တွေ့မဲ့တခင်အစ်စ်ကသူ့အဖို့ကောင်းပါမလားမသိဘူး။ခုချက်ကလည်းဝက်ကိုသွားပြောပြန်တယ်။ငါကတော့တခင်အတွက်အလုံးမလုံးပေးနိုင်တော့ဘူးရဲ့ကျို။တခင်အစ်စ်စီပဲသွားတော့မယ်တဲ့။ပြောလဲပြောเสียရပဲဒီတခင်ကနွားကိုအလုံးကျန်းတွေတအားခိုင်းပြီးချိန်ပွတ်နဲ့လေတအားရိုက်သေးတာ။ညနေဆောင်မှာတော့တခင်မကြီးကဝက်စာလာကျွေးတဲ့အချိန်မှာ ဝက်ကသခင်မကြီးသခင်မကြီးကိုတခုပြောပြခြင်းကျွန်တော်စီကခုတလွန်နွားကသိမ့်မဟန်သူ့ကိုသေချာပြောပြချောင်းကျွန်တော်ကြားလာတော့သူအလုံးမလုံချင်တော့ဘူးတဲ့သခင်ကြီးကသူ့ကိုအလုံးချမ်းခိုင်းပြီးရိုက်လို့မနှက်ပြန်တခြားသခင်စီသွားတော့မေဝဲရဲ့တဲ့င်းကိုကြားတိလိုက်ရတဲ့သခင်မကညနေစာစပွဲဝိုင်းမှာ တခင်ကြီးကိုပြန်ပြောပြလိုက်အဖိုးကြီးရှင့်နွားကပုံကန်စင်နေပြီနော်တခင်ပြောင်းတော့နေလေပုံကန်နေဆိုတာဖွင့်မလွတ်တင်ဘူးတခြားသူတွေကိုလည်းနမူနာပြထားပေးရရှင်ဘလို့တန်ခတ်ဖို့စီစဉ်ထားတယ်တခင်ကြီးကြတော့ဒေါသအကြီးကျယ်ထွက်ပြီးဒီလိုပုံကန်သူတွေကိုတေတံကလွဲပြီးတခြားမရှိဘူးဆိုပြီး ပျော်ပျော်ဆူဆူလှန်ကင်ထွက်သွားပြီးချစ်တော်မိတ်ဆွေတို့စကားတခွန်းကြောင့်လူတရားကိုရှင်စေနိုင်တယ်လို့သိစေနိုင်ပါတယ်။နွားဟာတဆင့်စကားဖောင်းကြွမှုကြောင့်တည်ခဲ့ရပါတယ်။ဒီပုံဥပမာလေးဟာတစ်ကျွေသမျှလူတိုင်းကိုသွားမငင်းညူပြပါတယ်။နှစ်ကျွေသမျှလူတွေပြောတိုင်းမယုံပါနဲ့စဉ်းစားချင့်ချိန်ပါ။သော အရေးကြီးဆုံးကတဆင့်စကားကိုစီရောက်လာမဖောင်းကြွပါစေ။လေးတဆင့်စကားကိုပိုသေးကြစေခြင်းကိုယ်တိုင်ကာယကရှင်ကိုမေးသင့်ပါ။ရှာသည်မီးဖြစ်၏။ဒုစရဤလောကလံလည်းဖြစ်၏။ထို့သို့နှင့်အညီရှာသည်ငါတို့ဤအင်္ကာတွင်တည်၍တကူလုံးကိုညှဉ်းညူးစေ၏။ဇာတိဆက်ကိုလည်းရှုံတက်၏။